ရန်ကုန်မှာမူမန္တလေးမှာຫນွေကြည်မာဆောင်းပါတငယ်ချင်းခင်ဝန်းအတွက် မောင်ချောຫນွေရေးပေးခဲ့တဲ့ကြ བྱ ာတစ်ပုဒ်ကိုငိမ့်တော်တတိယနေမိတယ်မိုးရသည်ဟာအမြဲတမ်းရန်ကုန်မြို့ရဲ့ပြရောက်တစ်ခုလို့သူခံစားမိတယ်ရန်ကုန်မြို့အတွက်တော့မိုးဟာရာသီဥတုတစ်ခုထက်ပိုခဲ့ပါတယ်မိုးဟာရန်ကုန်မြို့ရဲ့မျက်နှာစာ မြို့ပြရဲ့စီချက်ကာယံပါပဲ ဒီလိုမျိုးညံ့သားစွာတသွင်းနဲ့စီးဆင်းနေတဲ့မိုးရေတွေအင်ကောင်မိုးကိုလာရိုက်ခတ်တဲ့အခါထွက်ပေါ်လာတဲ့တန်ဆွင်တွေများစွာနဲ့နေတွေမှာဆိုရင်မိုးရေဆက်တွေဟာရန်ကုန်မြို့ရဲ့ကျောရွအတွင်းထဲထီတောင်စိတ်ဝင်သွားသလားလို့ထင်မိရဲ့ဒီလိုမျိုးမိုးထဲလာတဲ့နေ့လယ်ကင်းတစ်ခုမှာတော့ငိမ့်တော်ဟာ အုံစောဆောင်းဆိုင်အတွင်ဘက်ကစာဟုပုံကြီးကိုမြည်ပြီး တကားဝဘက်ကိုကြောက်ပေးကလျှောက်လန်းတလျှောက်ငေးမောနေမိတယ်။အပြင်ဘက်မှာတော့လူပေါင်းများစွာဟာတဲထန်လာတဲ့မိုးအန်တူကြီးသူတို့မပြီးမြောက်သေးတဲ့လုပ်ငန်းတာဝန်တွေအတွက်မိုးရီတွေကနေတလန်းချင်းလှမ်းရင်းလျှောက်နေကြတယ်။ကောင်းငင်ကြီးတစ်ခုလုံးဟာညုံမဲနေပြီးမိုးဟာ သူ့ရန်သူတယောက်ပျက်စီးစေဖို့အတွက်အပြင်းထန်တိုက်ခိုက်နေသလိုမျိုးအညိုတကြီးနဲ့ရွာချနေတယ်။ ကြည့်ရတာမိုးဟာတော်တော်နဲ့တိတ်မဲ့ပုံမပေါ်သေးဘူး။ဆိုင်ကနေထွက်ပြီးကမ္မတိုင်စီပြေးကိုစဉ်းစားကြည့်ပေမဲ့လည်းထီးမပါရာကြောင့်မိုးဆိုပြီးဖျားမာကိုငိမ့်တော်စိုးရိမ်နေမိတယ်။အခုထိမိုးမိမှာကြောက်နေတော့မယ်လား။ငိမ့်တော်အနောက်ဘက်ကအတန်တန်ထွက်လာတယ်။သူအတန်လာရအနောက်ဘက်ကိုတက်ကြည့်မိလိုက်တယ်။ ချက်ချင်းပဲသူ့ခန္ဓာကိုယ်အတွင်းထဲကအသေးနှလုံးဟာ လွင့်စင်ကြမတတ်သူအံ့ဩသွားမိတယ်။သူသူ့မောက်ကိုမတွေ့ခဲ့တာလောက်အောင်များစွာမဟုတ်ဘူး။နှစ်နေငယ်ကြာနေခဲ့ပြီ။မိုးရီတွေရွှဲနေတဲ့ ठी ကို ရေစစ်ချရင်တမ်းမှချိတ်ဖို့ကြိုးစားနေတဲ့သူ့မဟာ သူနောက်ဆုံးတွေ့ခဲ့ချိန်တော့ပုံစံနဲ့တိတ်ပြီးအခွာချသွားပါဘူး။မိုး နူးညံ့မှုတခဏလောက်သူဘာနှုတ်ပြားကနေဘာစကားမှထွက်ကြမလာတော့အောင်အံ့ဩတိတ်ဆိတ်နေမိတယ်။မိုးဟာဟိုးအရင်နှုံးကလိုပါပဲ။ဒါပေမဲ့မတူတော့ဘူး။သူနှစ်ပေါင်းများစွာမိနေခဲ့တဲ့သူ့အကြိုက်ဆုံးတခြင်းတစ်ပုဒ်ကိုရုတ်တရက်ပြန်ချလိုက်ရတယ်လို့အခိုက်တက်ပါပဲ။တခြင်းရဲ့တန်စင်ကိုကောင်းစွာသိနေပေမဲ့လည်းစာသားတွေအားလုံးကို မိနေခဲ့လို့မျိုးရဲပေါ့မိုးစဖင်တွေတူသွားရင်ပြီးတော့မိုးအရင်ထက်လည်းနည်းနည်းပိန်သွားတယ်ဒါပေမဲ့မိုးရဲ့မျက်ဝန်းတွေဟာဟိုးရုံးကလို့လောကကြီးတဲ့တက်တီတွေမွေးဖို့တွန်းအားပေးနေတယ်လို့နှွေးထွေးနေတော့မှာပဲလားကျွန်တော်မချောက်ပါဘူးဒီတိုင်းပဲရေဆူကြီးနဲ့မနေချင်လို့ငိမ့်တော်ခရီးရဲ့ပြုံးပြီး ပြန်ဖြေလိုက်တယ်။သူမဟာရေပြုံးပြုံးနဲ့သဘောကျပြီးသူ့စီကိုလျှောက်လာခဲ့တယ်။တချို့ရွာတွေကရင်တော့အတိုင်းပါပဲလား။ဒါပေမဲ့တချို့ရွာတွေကတော့အရင်လိုမဟုတ်တော့ဘူး။ငိမ့်တော်ခက်တူတူပြန်ပြောလိုက်တယ်။သူတို့အတူထိုင်နေကြအန်ဇူရန်ကဖေးမှာပဲတွားထိုင်ဖြစ်ကြတယ် ိုးတော်ကတော့ဒီဆိုင်ကိုတပတ်ကို၃လေးခောက်ထက်မနည်းသူတို့အတူတူရောက်ချက်ကြတယ်။ဒါပေမဲ့ငိမ့်တော်မရောက်ဖြစ်ခဲ့တာအတော်လေးကြာခဲ့ပြီ။မိုးကတော့ဘလို့နေမလဲသူမသိပါဘူးလေ။အရင်လိုပဲဆိုင်ဟာ သူတို့လိုလူငယ်ပေါင်းများစွာနဲ့တောက်ဝင်လှောက်ရှားနေတယ်။သူတို့ထိုင်နေကြဝိုင်းမှာအတူတူဝင်ထိုင်လိုက်တဲ့အခါဘေးနားတိုင်ကက်နိုင်ကြီးဟာ မတွေ့ရကြပြီနော်လို့ နှုတ်ဆက်နေတယ်အောင်တချို့ຢာတွေကပြောင်းလဲသွားပြီမဲ့လဲခက်ပြုံပြုံဝင်ဆောင်မှုပေးတတ်တဲ့ကောင်တာအမကြီးနဲ့ကော်ဖီရနံ့လေးတွေကိုခံစားမိတော့ဟိုးအတိတ်နေ့များစီကိုကြံရောက်သွားတယ်လို့ဒီတော့အခုဘယ်ရီပြောက်ပြီးဘာရီလောက်နေတာလဲကော်ဖီတငုံဆုပ်တောက်လိုက်ရင်မိုးဟာသူ့ကိုမေးလိုက်တယ်လုံးခဲ့တဲ့၃နှစ်လုံးလုံးသူဘာရီလောက်နေခဲ့တယ် ဘယ်တွေရောက်နေခဲ့လဲဆိုတာကိုအချင်းချုပ်ပြီးပြောဖို့စကလုံးတွေကိုငိမ့်တော်အပြေးလွှာစဉ်းစားနေခဲ့ပြီမဲ့လေဘာတစ်ခုမှစဉ်းစားလို့မရသူရောက်ခဲ့တဲ့နေရာတွေမြို့တွေပေါင်းများစွာသူလှောက်ရှားလုပ်ကင်ခဲ့တာတွေကလည်းဘလို့ခေါင်းစဉ်တက်ရမလဲသူသိချင်မသိငိမ့်တော်ဘာမှဆက်မစဉ်းစားနိုင်တော့တာနဲ့ပဲဒီလိုပါပဲကိုလုတ်ဒီလုတ်ကိုသွားတီသွားပါ အလုံးလေးလှုပ်လိုက်စားလေးရေးလိုက်ဘာမှတော့ထွေထူးထူးမရှိပါဘူးဟာ။အော်စားရီရေးနေတုန်းလား။မိုးအံ့ဩသွားတဲ့ပုံနဲ့မေးလိုက်တယ်။အရင်တော့မေးပြစ်တော့ဘူးဒီလိုပါပဲ။မိုးရောဘာရီလှုပ်ဖြစ်နေလဲ။ဘယ်ရီရောက်နေတာလဲ။မိုးဟာသူ့ပုံမှန်အတိုင်းထိုင်ကုန်နောက်ဘက်ကိုမေးလိုက်ရင်ခရဲ့ပြုံးကသူ့ကိုပြန်ကြည့်နေတယ်။ပြီးတော့ နေရာဆုံးပါပဲဘန်ကောက်ချင်းမိုင်စင်ကာပူပြီးတော့ခိုးသွားတည်သွားပါပဲစိတ်ပန်းပြေပေါ့ဩပျော်ဖို့ကောင်းပါမယ်နော်ငိမ့်တော်စိတ်ထဲမှာမိခွန်းနဲ့အများကြီးမေးချင်နေပြီမဲ့လေဘာစကားတစ်လုံးမှထွက်မလားငိမ့်တော်ရဲ့ခေါင်းထဲကနေဘာတွေးမှထွက်မလားဟာလာဟင်းလင်းကြီးပဲဖြစ်နေတယ်မိုးကတော့ ဟိုးရုံကအမတ်တရားတွေကြောင်းသူ့နိုင်ငံသားမှာကြုံတွေ့ခဲ့ရတဲ့အမတ်တရားတွေကြောင်းတောင်စင်ရေမရစိတ်အားထက်သန်စွာပြောနေခဲ့တယ်။သူ့အလိုက်ထိုက်နဲ့စကားလိုက်ထောက်ပေးနေပေမဲ့လည်းမိုးပြောတဲ့အကြောင်းအရာတွေတခုမှသူ့ကောင်းနေမရှိ။သူ့တွေးတွေဟာအပြင်ဘက်ကမိုးဆက်မိုးပေါက်တံတွေလိုပျောက်ထောက်စူညံနေတယ်။သူတို့စကားဝိုင်းနေရနေသူတိကျသတိထားမိလိုက်တဲ့တခုစီသောအကြောင်းအရာကတော့သူတို့နှစ်ယောက်ကြားမှာ မိုင်များစွာကွာခြားသွားပြီဆိုတော့မိုးဟာလင်ကမောင်းများစွာနဲ့လူပေါင်းများစွာအကြားဆက်ဆံသွားလာရဲ့ဘဝကိုပျော်ရွှင်စွာဖြတ်သန်းနေရချိန်မှာငိမ့်တော်ကတော့ပြီးခဲ့တဲ့၃နှစ်အတွင်းသူကိုယ်တိုင်မလုပ်ခဲ့လဲဆိုတာတော့သိချာမသိတဲ့မိကုန်းတွေရဲ့အဖြေအတွက်ဝိယောတိတွေဖြစ်နေခဲ့တယ်။မိုးဆဲသွားတော့သူတို့ကော်ဖီဆိုင်လေးကနေအတူထွက်လာခဲ့ကြတယ် အချင်းဟာညနေဆောင်လို့မောင်ရီတောင် ပြုံးနေရောပေါ့မိန်ပြပြမီးလင်းတွေကြားမှာမြို့ရဲနာတဝိုက်ဟာအလွမ်းတိတစ်ပုတ်ကိုအတန်တိတ်တီဆိုနေသလိုသူတို့နှစ်ယောက်ပကုန်းချင်းရှင်ပြီးလွမ်းမိုးစရာရန်ကုန်ညနေခင်းမှာလမ်းလျှောက်လာခဲ့ကြပါတယ်မိုးတခါတလေချရဲ့အခုလိုမျိုးကိစ္စတွေအများကြီးဘယ်ကနေဘယ်လိုလုပ်ပြီးဖြစ်သွားတယ်ဆိုတာကိုစဉ်းစားကြည့်မိဘူးလား ငိမ့်တော့အဆုံးစားမရှိမေးလိုက်ရင်อืมတခါတလေတော့ဒါပေမဲ့ကြာကြာလည်းမတွေးနိုင်ပါဘူးမတွေးဘူးလေကိုယ့်ကိုယ်ကိုတတိပေးတယ်ဘာလို့လဲဘာလို့လဲဆိုတော့အဲ့လိုတွေးနေလို့လေဖြစ်ပြီးသမျှတွေကဘာမှထူးမလာတော့ဘူးလေမိုးရွာဟာမိုးရွာဖြစ်နေတယ်ဆိုတော့အကြောင်းပြချက်နဲ့တည်းလုံလောက်တယ်လို့ထင်တယ်ဘဝဟာဒီလိုပါပဲ ်ချိန်ဆက်နေရမှာပဲလေ။ငိမ့်တော်လမ်းလျှောက်နေရကနေရက်လိုက်တယ်။ပြီးတော့မိုးဖက်ကိုလက်ကြည့်ပြီးတကယ်လို့အဲ့ဒီအဖြစ်ဖြစ်တွေသာကျွန်တော်တို့ကြားမှာမဖြစ်ခဲ့ဘူးဆိုရင်တကယ်လို့ကိုငိမ့်တော်စက်မပြောရနဲ့တော့မိုးဟာညံသာစွာပဲသူ့လက်မောင်းကိုလောက်ကန်တတိပင်းပြောလိုက်တယ်။ငိမ့်တော်နှုတ်ဖြားကလည်း ခလာအန်ဆွဲစကလုံးတွေကိုအတင်းမြိုချလိုက်ပြီးလေချောင်းထဲမှာပဲတင်းသက်ပြစ်လိုက်ရတယ်။ပြီးတော့နောက်ထပ်ဘာစကားတစ်လုံးမှ သူ့နကန်းကလည်းထွက်မလာနိုင်တော့ပါ။သူ့ကိုကြည့်နေတဲ့မိုးရဲ့မျက်လုံးတွေထဲမှာနောင်နာတရားတွေဒေါသတွေတစ်ခုမှမပါဝင်ပဲဝမ်းနည်းမှုတွေပြည့်နှက်နေတာကိုသူခံစားလိုက်ရတယ်။သူတို့တယောက်ကိုတယောက်စကားမပြောဘဲလမ်းလျှောက်လာခဲ့ကြတာ။ ကံတော်ကြီးနားရောက်တော့မှခရီးတော်လုံးနေပြီဆိုတော့တတိယတော်တယ်တညက်နေလုံးတဲနေခဲ့တဲ့မိုးလဲလုံးဝတိတ်သွားပြီး ကောင်းငင်တစ်ခုလုံးဟာလဲကြီးလင်းထန့်ရှင်းလာခဲ့တယ်ဟိုးရင်တော့သူတို့တွေဒီလမ်းမတွေပေါ်မှာ ချိန်ပန်များစွာ ရှောက်ခဲ့ဘူးတာပေါ့မဆာကမဆာကခက်လောက်ကလေးကပျက်စီးနေပုံရတဲ့ကားလမ်းမတွေပေါ်ကခြိုက်ဝမ်းတွေဟာရိုင်းငယ်တစ်ခွေဖြစ်နေပြီး ဖုန်တွေတဲတွေကြောင့်ဝါညင်းနေအောင်ဖြစ်နေတယ်။အဲ့ဒီချိန်ပေါက်တွေကိုကြည့်ပြီးသူမနဲ့တိုင်းတောက်နေကြလက်ဖေးရောင်နဲ့ခွက်တီရယ်လို့တော့ငင်းထော်တယောက်ခက်ချောင်ချောင်တွေးမိလိုက်သေးတယ်။ရှန်ကုန်ဟာဘာမှတိတ်ပြီးမပြောင်းလဲတော့ဘူးနော်။မိုးတူတူအေးအေးလေးစကားဆလာတယ်။မိုးရောရယ်လေးအခုအဲ့ဒါတော့မားတော့ဘူး။မိုးကခက်တူတူရယ်ပြီးပြောတယ်။ငင်းထော်တယောက် အမျိုးမည်မသိဝေဒနာတစ်ခုကိုခံစားလာရင်မိုးလက်ချပြီးပြောလိုက်တယ်မိုးသိပါရဲ့ကျွန်တော်ဟာတစ်ချိန်ချိန်မှာမိုးကျွန်တော်စီပြန်လာမယ်လို့အငြင်းရန်မျောလိနေခဲ့မိတာတနေ့နေ့မှာပေါ့ဟိုးပြန်လဲလဲခေါင်းငင်ကိုမော့ကြည့်လိုက်ပြီးအဲ့ဒီတိမ်တွေကြားထဲမှာပြန်တန်းသွားလာနိုင်တဲ့ကို ဖြစ်ရပါလို့ဤလို့ကျွန်တော်ဆုတောင်းပြီးကျွန်တော်ခေါင်းငင်ကိုပြန်ငုံလာတဲ့အခါ မိုးဟာကျွန်တော်ရဲ့ရေဝင်ထဲမှာရှိနေဖို့ကျွန်တော်အိမ်မက်ခဲ့အိမ်မက်တွေပဲထင်ပါတယ်မိုးရဲ့ဘာတစ်ခုမှစုတောင်းပြေးရဲ့အခုတော့မိုးဒီမှာရှိနေပြီလေသူမဟာရေဖြည့်ဖြည့်နဲ့ငိမ့်တော်ရဲ့စကားတွေကိုပေါ်ပါတော့ဖော့ပြောပေးပါတယ်ကျွန်တော်မသိပါဘူးမိုးရဲ့ကျွန်တော်ဘယ်တော့မှတိမ်မထနိုင်တဲ့နှလုံးသားတစ်စုံဒါမှမဟုတ် ကျွန်တော်ဘယ်တော့မှမပိုင်ဆိုင်ခဲ့ဘူးရဲ့လက်ထဆုံးကျွန်တော်ဟာခိုးယူထားဖို့ကြိုးစားခဲ့မိတယ်ထင်ပါတယ်တခဏလောက်ကြာအောင်မိုးစီကတုံ့ပြန်တမ်းမကြားရပါသူ့အသက်ထက်အိုမင်းနေတဲ့ကတိယာလမ်းမပေါ်ကခြိုက်ဝါနေကိုကြည့်ရင်အဲအဲ့ဒါကြောင့်ပဲဖြစ်မှာပါအကိုရဲ့တချို့သောအရာတွေကိုမိုးတို့တစ်သက်လုံးမသိမ်းထားနိုင်ဘူးလေအကိုအဲ့ဒီအရာတွေကိုမိုးတို့အကိုတို့ တခဏလောက်ကြုံတွေ့ခံစားရမှာဖြစ်ပေမဲ့အချိန်တိုင်တော့ဆုံးတော့ကြောက်ခိုင်းပြရမှာပဲဆောနာမိုးရွာခဲ့သလိုမျိုးပေါ့အကိုရဲ့ဒါဆိုကျွန်တော်တို့ဟာတတိကလေးကြုံတွေ့ရတဲ့မုံတိုင်းငယ်တွေလေးတွေပဲပေါ့မိုးရွာငိမ့်တော်ပြန်ပြောလိုက်ပြီလေသူ့အတန်ဟာတတိတတအိုးအာရုံနေတယ်မဟုတ်ဘူးအကိုမိုးရွာ မုန်တိုင်းတစ်ခုထပ်ပူခဲ့တယ်။ဒါပေမဲ့ဒါပေမဲ့မိုးဆူလို့ကျင်တာအဲ့ဒီလိုမျိုးမိုးသက်မုန်တိုင်းတွေကတော့အချိန်တိုင်းပျောက်ကွယ်သွားရတာပဲမဟုတ်လား။ငိမ့်တော့ဘာမှပြန်မပြောဖြစ်ခင်။ညတဖြည်းဖြည်းနက်လာတဲ့အခါမှာမိုးရိုနေတဲ့ရက်ွက်ထိပ်အထိငိမ့်တော့လိုက်ဖို့ပြီးခဲ့တယ်။လမ်းမကြီးတစ်ခုလုံးတိတ်ဆိတ်ငိမ့်တက်နေပြီးတမျိုးလုံးဟာညနေခင်းတော့ဟာစုံညာလှုပ်ရှားတက်ဝင်ခဲ့တဲ့သူမဟုတ်တော့သလို့ အိဆက်အနာယူကိုပြင်ဆင်နေတယ်။မုံမနှက်ပြန်သွားတော့မယ်။ဘယ်လိုလဲ။စင်ကာပူကိုပါအလောက်ကိစ္စနဲ့ဒါပေမဲ့ဘယ်တော့မှပြန်လာနိုင်မယ်ဆိုတာကိုတော့မူးလဲသိချမသိဘူး။ငိမ့်တော့အော်အော်မူးနဲ့ဝမ်းနေမှုကိုတပြိုင်နက်တည်းခံစားလိုက်ရပြီ။အော်ဆောဆောကတော့မပြောဘူးမူးရဲ့လို့သာခက်တူတူပြန်ပြောနိုင်တော့တယ်။ ဒီညကိုနှုတ်ဆက်တဲ့ညအဖြစ်နဲ့ပဲအဖြစ်မခံကြင်ကဲလို့ပါ sorry ပါကိုအများရန်မိုးဟာကျွန်တော်ကိုနှုတ်ဆက်ခဲ့တာပဲမဟုတ်ဘူးလားမိုးရဲ့မိုးခက်ရဲ့ရဲ့လीပြုံးပြီးအများရန်တော့မဟုတ်ခဲ့ပါဘူးကိုရဲ့ဒီညဟာအကိုရောမိုးရောအတွက်အမတ်ရစရာညလေးတညဖြစ်ဖို့အတွက်မိုးရည်ရွယ်ခဲ့တာဒါကြောင့်မဲ့ အခုရှိလောက်မဲ့တင်တဲ့နေရာကိုမူးရောက်လာခဲ့တာပေါ့တချို့သောအကြောင်းအရာတွေဟာတခုခုဖြစ်ကြအောင်သိဖို့အတွက်ခံစားနိုင်ဖို့အတွက်မိုးတို့တက်လုံးစောင့်ဆိုင်နေစရာမလိုဆိုတာကိုကိုသိနိုင်မှုအတွက်ပေါ့ကဘာကြီးတစ်ခုလုံးသူ့ပကုံးပေါ်ကိုကြောက်ချလာတာကိုထန်ထားခဲ့ရသလိုငိမ့်တော်ခံစားလိုက်ရတယ်ခွဲကခွဲခွာကန်ဒီအခုလိုနောက်ဆန်တင်အောင်မလုပ်တင်တာသူသိတယ်ဆိုပေမဲ့လည်း သူ့ပစက်ထဲကနေဘာစကားလုံးမှထွက်မလာနိုင်တော့ပါကျွန်တော်တို့ထပ်တွေ့နိုင်ကြအောင်လားငိမ့်တော်ခန္ဓာကိုယ်ထဲမှာကြံရှိနေသေးတဲ့ရှိသမျှသောခွန်အားတွေကိုစုစည်းပြီးနောက်ဆုံးအနေနဲ့မေးလိုက်တယ်အိမ်မော်တက်ခံပြီးနောက်ဆုံးနှုတ်ဆက်တဲ့အနေနဲ့မိုးဟာ သူ့ကိုလက်ကြည့်ပြီးတစ်ချိန်ချိန်မှာဒါမှမဟုတ်တနည်းအားမှာပေါ့ကိုရဲ့ဒါရီအားလုံးရဲ့အလွန်မှာ ဒါမှမဟုတ်တန်တရာရဲ့တစ်ဖက်ကမ်းမှာတော့မိုးရိုထပ်ပြီးဆုံတွေ့ကြအောင်မှာပါအကူမိုးရောအဲ့လိုပဲတကယ်မျောလင့်ထားတယ်ပြီးတော့တိတ်ဆိတ်ခြောက်ကပ်နေတဲ့ညမိုးချုံမှာငိမ့်တော်တယောက်တည်းရက်ကြံရစ်နေခဲ့ရတာတော့အိမ်ပြန်လန်းတစ်ချောင်းလုံးဗလာဟင်းလင်းဖြစ်နေတဲ့ခန်းစားချက်နဲ့ငိမ့်တော်ဟာအတွေးမြစွာရဲ့အဖြေကိုမိကုံထုတ်လာခဲ့မိတယ်ဒါပေမဲ့ ူဘာတဲ့အဖြေတစ်ခုမှမရခဲ့ပါဘူး။သူအိမ်ကိုပြန်ရောက်လို့အနားယူတော့မယ့်အချိန်မှာပဲရန်ကုန်ရဲ့ညဟာနောက်ထပ်တစ်ဖန်ပြန်ပြီးမိုးရွာလာခဲ့ပြန်တယ်။ငိမ့်ခေါ်ဟာတဲကြီးမဲကြီးရွာနေတဲ့မိုးကိုပတင်းပေါက်ကနေငေးချည်ရဲ့စပွဲပေါ်မှာတင်ထားတဲ့သူ့ရဲ့ diary စာအုပ်ကိုဖွင့်လိုက်တယ်။ပြီးတော့ဘောဖန်ကိုယူရင်းဘလောက်ပဲတဲထန်နဲ့မိုးရွာပါစေ။ကျွန်တော်တို့နှစ်ယောက်ကို ျောဖာတော့မလုပ်နိုင်ဘူးလို့ထင်ခဲ့မိတယ်။ဒါပေမဲ့အဲ့ဒီမိုးဟာကျွန်တော်တို့နှစ်ယောက်ကိုတယောက်နဲ့တယောက်ဝေးရစီတည်ဆောင်သွားခဲ့ကြတယ်။ပြီးတော့အစိမ့်စိမ့်အမမွကွဲချီစီခဲ့ပြီးကျွန်တော်တို့တယောက်ကိုတယောက်ဘယ်တော့မှ ပြန်လိုက်မရှာနိုင်တော့အောင်ခြံထားရစ်ခဲ့ကြတယ်။ဒါပေမဲ့အဲ့ဒီလိုဘလောက်ပဲတဲထန်တဲ့မိုးပဲရွာစီအောင်တော့မိုးထိပ်သွားတဲ့တကနာမှာတော့ချယ်ရီစုံနဲ့ကောင်းငင်ဟာ အရင်ညတွေတော့အလိုမျိုး နောက်တစ်ချိန်ပြန်လဲလင်းလက်လာပါလိမ့်မယ်ဒီအခါအဲ့ဒီကျေတာရအစုဝေးရဲ့အခြားတစ်ဖက်မှာတော့ကျွန်တော်တို့ရဲ့အစိမ့်စိမ့်မှောင်မှောင်ဖြစ်စည်းသွားတဲ့အပိုင်းစာများဟာတခုရဲ့အဖြစ်ကိုပြန်လဲပေါင်းစပ်ပြီးကျွန်တော်တို့နှစ်ယောက် ပြန်လဲစုံစည်းနိုင်လိမ့်မယ်လို့ကျွန်တော်မျှော်လင့်ခဲ့တယ်အိမ်မက်လည်းမှတ်တယ်ကျေတာရတဲ့အခြားတစ်ဖက်မှာပြန်လဲစုံတွေးကြမယ်မင်းမရနိုင်ခဲ့